ကဘာမှာကာလာကိုအသိဆုံးတက်လို့တယောက်ရှိတယ်ကွာ the buddha ah the buddha he knows about all kala တို့ချပြသူအင်္ဂလိပ်စာသိတယ် तू ပြောခဲ့တယ်ဓမ္မစရိဆရာတော်ဥကောတန်လာရဲ့ဒီခုတရားတော်ဘောတော့နာပြီးရဲ့ချိန်မှာဒီဘုရားဘုရားရှင်ရဲ့ကိုယ်စိတ်ကိုနိုင်နေတယ်ဆိုတာကိုအဲနားလည်သွားတယ်ပေါ့နော်အဲဘာလို့လဲဆိုရင်အခုစိတ်ကိုမနိုင်နေမဲနဲ့မကြွန့်ကျင်မဲနဲ့အခုလိုမျိုးအဲတကူပြဖို့ဆိုတာကမလွယ်ဘူးပေါ့နော် ဖယားရှင်ကကာလာဘယ်လောက်တည်လဲဆိုရင်ခန္ဓာကိုယ်ထဲကအဲ့ဒီ race တွေကို race out လုပ်တာကခါလာတွေကို race out လုပ်တာဗုဒ္ဓတဆူပဲရှိသေးတယ်ကာလာကိုခြေတာမို့ခန္ဓာကိုယ်ထဲထုတ်တာဘလော့ကောင်နဲ့တွေးခေါ်တယ်ဥွေးဖို့ဗျာတေသဆုံးသွားချပါကြီးအင်းလေးစအလွန်ကောက်ဒေါ်ချန်းမန္တလေးဈေးသူဒေါ်ချန်းရဲ့သားပါဓာရန်ဥတန်တို့ဓာရန်ဥတန်တို့ဥွေးဖို့ဆိုဇင်အောင်မောင်တို့ဗာကြီးတွေပါအဲ့ဒါသူပြောခဲ့တာအခုကြည့်လေခန္ဓာကိုယ်ထဲကထွက်လာအဲ့ဒါဇင်ဇောင်းန်းကြီးမှာတွားကြည့်လိုက်တဆူတယ်ဟုတ်ပြီနော်ဒီရပါတယ်လေ ဘယ်ဘက်ပခုံးကရေညဘက်ပခုံးကမီအဲ့ဒီမှာနီလပေတန်းလောဟိတန်းနဲ့ဩရရဆုံကြီးမြင်စိတ်ထန်းနဲ့ပါပါသရာဂုံတဲ့ငွေလင်းသည်ချင်းညူဝဲကောင်းလေသည်ရောက်ရင်တော့60ကွန်မြူလိုက်တာအဲ့ဒီကြတော့မှဥသမ်းမြင့်ကပြောခဲ့တဲ့စိန်ပါတီရဲ့လက်ရနာကဒီဘက်နာနှခေါင်းလေးရလေလက်ရနာကရေလင်းစီရေလင်းစီနဲ့လက်ဝဲနာကရွှေသင်္နမီအဲ့ဒီမီးနဲ့ရေတဲ့ကြောက် နီလာပေတလောဟိတနဲ့ညိုသောရောင်ကြီးအဲ့ဒီမှာအညိုအရွှေအပြာရောင်ကြီးတော့၆တွယ်တွေကအဲ့ဒီရေမိဖြစ်တာဟာလှပြီလားဗျာလှလှလှဘဲအဲဘာသာတွေအဖောင်းသားဖြစ်သွားတာသမင်းမစားနိုင်ဘူးဖြစ်သွားတာမွေးပြီးတော့မှတာဝင်မင်းနေဟုတ်ပြီနော်ညိုသောရောင်ကြီးညီသောရောင်ကြီးရွှေသောရောင်ကြီးဖြူသောရောင်ကြီးကြီးညိုရဲ့ကောင်းပါတယ်မောင်းသောရောင်ကြီးပြူးပြူးပြက်ပြက်တခဲနဲ့တဲ့ရောင်ကြီးတော်သည်မိ၆ပွားတောက်ပွားရောင်ကြီးရွှေဖုံးတော်ရောင်ကြီး၆ရောင်ကုန်ပြူး မေးပြီးတော့တော်ရဏမင်းကြီးကိုအကုန်လုံးယမကပါရိယအစုံအစုံဒီဘက်ကမွေးညင်းလေးမွေးညင်းတစ်ခုတစ်ခုကရေးဒီဘက်တစ်ခုကမီးအဲ့ဒါမှရောင်ရင်တော့6တွယ်ဖြတ်မြေခုံးမွေးလေးတစ်ခုတစ်ပုံမှရေးရေးဒီဘက်မြေခုံးလေးကမီးမီးအဲ့မှရောင်ရင်တော့6တွယ်ဖြတ်ဆိုတော့ဟာယမကပါရိယတကူအဲ့လိုပြလိုက်တော့မှလာပြီဗျပြလိုက်ပြီအော်ယစရိယံအော်အဘုဒံအော်ဝဲကောင်းလိုက်တော့ ဗန္ဒေရှင်မြတ်ဖုရားလာပြီမန်ကြတော့မယ်ကြည်တာသူတို့နဲ့မင်းကြီးကကြုံကြုံကြီးထိုင်ပြီးတော့ဘယ်ဘက်ပခုံးမတခါတည်းသူ့ရဲ့ဝက်လဲတော့တင်လိုက်ပြီဗန္ဒေသားတော်ဖုရားဒုံမကန်ဇာတ္တဒီဝသေရှင်ဖုရားလေးကိုမွေးတဲ့နေ့မှာဒီဝိလရသေးကြီးကိုအရှင်မြတ်မွေးတဲ့နေ့မှာလေရှင်မြတ်မွေးတဲ့နေ့မှာခိုးဒီဝိလရသေးကြီးကလက်ပြည့်နဲ့ဆင်းလာတာတော်ရဏမင်းကြီးရဲ့ဆရာ ဒေဝိလာယသေကြီးနတ်ပြည်မှာနတ်ပြည်ချောတာမှာတက်တယ်နတ်ပြည်ချောတာမှာဆုံးဖုံးပေးပြီးတရင်သုံးတာအဲ့ဒီနေ့ကျတော့နတ်သမီးတွေကကကြခုံရပျော်မြူနေကြတာအဲ့ဒီကကြခုံရပျော်ဟဲ့ကောင်မတွေဘာဖြစ်တာတုန်းပျော်လိုက်လားဆိုတော့ဟာအရှင်မရလဲလူပြည်မှာအလောင်းတော်မွေးပြီလေဟေးဘမမွေးတာလဲကပိလူလေဟာကပိလူဘယ်လိုဘယ်လိုရှိမလဲတော်တော်နာတော်တော်နာငါတကာကွာလို့ပြန်ဆင်းတာအဲ့ဒီကြမှာဒေဝိလိုက်တည်းရဲ့ဆင်းလာပြီးတော့မှမင်းကြီး ခလေးလေးမွေးတယ်ဆိုဟာမွေးတယ်ဗျာအရှင်မရောက်အောင်တပြီးတော့သတိရနေတာပြဆန်းဆိုတော့ဟေးဂရဒန်ဂရဒန်ဆိုပြီးတော့လက်ဦးလေးခြီးပြီးတော့တို့အလောင်းတော်ကရေတည်ကြီးရဲ့ခေါင်းပေါ်ကိုဖြတ်ဆိုပြေးတက်လိုက်တာမြေမနတ်သာပုံနာအဲ့ဒီဒေဝလရေတည်ကြီးရဲ့မတ်တကေးခေါင်းပေါ်မှာပြိဋ္ဌိတွေတီတာကိုဒိတ်သွားပြီးမြင်တော့ကအဟံတပြီးတော်စီတုံမကံရှင်ဘုရားတို့ရဲ့ပါးရီခြေတော်တို့ကဝန်ဒီရှ िख ိုးခဲ့ပါတယ်ဘုရားအရင်မေးပထမဝန္ဒနာအဲ့ဒါပထမရှ िख ိုးတာပါဘုရားဟုတ်ရဲ့နော် ဟုတ်ပြီနော်ဝဘမင်္ဂလာဒီဝသေလေထုံမင်္ဂလာကျင်းပါတဲ့အခါမှာဩဇဘုစာယံယအပရိဝဒနံဒိတ်သွားပြီးအရှင်မယားကအရှင်မယားကိုဇဘုတပိယင်းမှာတိတ်ထားတာတရားလေးထိုင်လို့နေတာစောင်းမင်းစောင်းသွားညာလို့လေဇဘုတပိယိတ်ကမစောင်းပါအဲ့ဒါကိုဒိတ်သွားပြီးကြည့်မြင်လိုက်ရတော့လည်းတပိတော့ရှက်ခိုးခဲ့ပူပါတယ်အရင်မေးဒုတိယဝရဏအဲ့ဒါဒုတိယချင်းရှက်ခိုးတာပါဖေကသားကိုရှက်ခိုးတာမင်းကြီးက ဟာဣဒံဤပါဏယခုခါမတော်နီလပိဒံလောဟိတနဲ့ဩရတစုံကြီးမင်းစိတ်ထနဲ့ပါပါသရာမမြင်ဘူးတာကိုမြင်ရပါပြီအရိဒပုပ္ပံယောင်ကြီးတော်၆တွေကုံမျိုးလိုရင်မီးဆုံးဂျမကပါရိပြတကောပြရဲရကိုဒိတ်သွားပြီးမြင်းလို့အခုခါမှတပိတော်သည်အရင်မေဣရန်အခုခါမှဒုတိယတတိယသုံးကြီးမျိုးရှခိုးပါပြီဖျား ုံးကြီးမျိုးရှခိုးလိုက်ပါပြီဖေရလို့အဖေကရှခိုးတော့မှအဲ့ဒီကြံတဲ့အမျိုးသားအမျိုးသမီးတွေဝိုင်းကြတော့တာဟုတ်လားဘယင်သူ့ဖေရတော့ကြတော့ပြေသာကွေကောလီရောကြတော့ချီမက်ဆေ့ဒီဆရာတော်ဦးကောတန်လာရဲ့ဒီခုတရားတော်ဘောတော့နာပြီးရဲ့ချိန်မှာဒီဘောရဖရာရှင်ရဲ့ကိုယ်စိတ်ကိုနိုင်နေတယ်ဆိုတာကိုအဲနားလည်သွားတယ်ပေါ့နော်အဲဘာလို့လဲဆိုရင် အခုစိတ်ကိုမနိုင်နေမဲနဲ့မကြွန့်ကျင်မဲနဲ့အခုလိုမျိုးအဲတကူပြဖို့ဆိုတာကမလွယ်ဘူးပေါ့နော်လက်ရှိခေတ်မှာတော့မှဒီဇန်အဆင့်ကိုရောက်ဖို့ဆိုရင်ကျွန်တော်တို့ဒီရိုက်တာတွေဘာတွေမှာဒီဖောက်တော့ရလို့ပေါ့နော်အဲဒီလိုနေရာမျိုးတွေမှာတော့မှဒီဇန်အဆင့်ကိုရောက်အောင်ဒီအဲတရားထိုင်ဖို့ဆိုရင်နိုင်ဝက်လောက်ကြာတယ်ပေါ့နော်တချို့ဆို45မိနစ်အဲအဲ့လိုမျိုးတစင်ချင်းထိုင်မှသူဇန်အဆင့်ကိုရောက်တယ် အထက်ပြီးတော့ကိုယ်ကဖန်ဆင်းမဲ့ဆိုရင်အဲဒါလိုမျိုးဇန်ဆင်းကိုရောက်ပြီးမှဒီကိုယ်ဖန်ဆင်းမဲ့ကတိုင်းကိုပေါ့နော်ဝင်စားရတာပေါ့ဥမာကိုယ်ကနေရောင်ဖန်ဆင်းမဲ့ဆိုရင်ဒါနေရောင်ကတိုင်းပေါ့နော်အဝါရောင်ဖန်ဆင်းမဲ့ဆိုရင်အဝါရောင်ကတိုင်းအဲဒါမှမဟုတ်ရေဖန်ဆင်းမဲ့ဆိုရင်ရေကတိုင်းမီးဖန်ဆင်းမဲ့ဆိုရင်မီးကတိုင်းပေါ့နော်ဒါလိုမျိုးဖန်ဆင်းရတာပေါ့နော်ဇန်ဆင်းကိုရောက်ဖို့တော့မှဒါနိုင်ဝဲပေါ့နော်အဲအဲ့ဒါပြီးမှဒီကတိုင်းဆိုပြီးစက်ဝင်စားအဲ့ဒါပြီးမှဒီဖန်ဆင်းခြင်းဆိုတဲ့အဲအလုပ်ကိုလုပ်တယ်ပေါ့နော် အဲ့မှာဒီအဲဒီတကိုးပြတဲ့နေရာမှာပေါ့နော်ဒီဖះရှင်ကကြတော့ဒီတခုချင်းမဟုတ်ပဲနဲ့ပေါ့နော်သူတပြိုင်နဲ့ပေါ့နော်တပြိုင်နဲ့ဆိုပေမဲ့အဲကျွန်တော်တို့လိုတာမန်လူတွေအနေနဲ့ကတော့ဒါတပြိုင်နဲ့ဆိုပြီးတော့မြင်ရတာပေါ့နော်တကယ်တော့တပြိုင်နဲ့မဟုတ်ဘူးဖះရှင်တခုပြီးတခုလောက်တာပေါ့နော်အဲဥပမာဒီဘယ်ဘက်နားကနေဒီရေထွက်ဖို့အတွက်ဆောင်သွားတယ်သွားပြီးပါဒီအဘောကတိုင်းဝင်စားတယ်ဗောနော်ဒါကြီးမှာဒီရေဖန်ဆင်းတယ် အဲ့လိုပဲဒီညာဘက်ကနေဒီမီးထွက်ဖို့အတွက်ဇံဝင်စားတယ်ပြီးတော့အတေသောကတိုင်းပေါ့နော်အဲ့ဒါပြီးမှမီးပန်လဲနေတယ်တချိန်တည်းမှာတခြားအယောင်တွေထွက်ဖို့အတွက်အဲတခြားဇံဝင်စားတယ်ပြီးတော့အောင်ပေါ့နော်အယောင်ကတိုင်းနေဒီဝင်စားပြီးမှဖန်သင်းတယ်ဒါတွေကသူကတစ်ခုပြီးတစ်ခုလုံတာပေါ့နော်အဲရေရေကတိုင်းမီးကတိုင်းဒီအယောင်တွေဖန်သင်းတဲ့အဲကတိုင်းပေါ့နော်ဒါဝိမေ့ အဲဒါတာမန်လူတွေအမြင်မှာကြတော့ထိလိုက်လွယ်ပေါ့နော်တစ်ချိန်တည်းမှာတရားရှင်ရပေါ့နော်ဒီဘယ်ဘက်ဘယ်ဘက်ကရောဒီညာဘက်ချမ်းရရောပြီးတော့ဘုံဒီခနာကိုရဲ့ဒီတခြားနေရာတွေရပေါ့နော်ရောင်နေမျိုးစုံထွက်တာတွေတပြိုင်နက်ထဲမြင်နေရတယ်ပေါ့နော်ကျွန်တော်တို့ကဒီတာမန်လူတွေအနေနဲ့တပြိုင်နက်ထဲမြင်ရတယ်ဆိုပေမဲ့ဒီဖျားရှင်ရကြတော့သူ့စိတ်ကိုသူနိုင်နေလို့မဟုတ်တပြိုင်နက်လို့ဒီဇန်တွေဝင်စားတာပေါ့နော်ဇန်တစ်ခုဝင်စားတယ်ပြီးတစ်ခုပန်စင်းတယ်ပြီးနောက်ခုဝင်စားနောက်တစ်ခုပန်စင်း အဲ့လိုမျိုးဒီအချိန်ပေါင်းများစွာပေါ့နော်လောက်သွားတာပေါ့နော်တကယ်တကယ်တော့အဲဒီတိုးဆိုတဲ့အရာကလည်းတကယ်တော့အော်တိုစွမ်းနေရမျိုးမဟုတ်ဘူးပေါ့နော်လောက်ယူရတာခုရေထွက်ဖို့ဆိုရေကတိုင်းမီးထွက်ဖို့ဆိုမီးကတိုင်းပေါ့နော်အဲ့လိုမျိုးခုချင်းကိုလောက်ယူရတာပေါ့နော်တာမန်လူတွေမပြောနဲ့ပေါ့နော်ဒီပုံမှန်ဇန်ရပေါ့နော်ယသိယဟန်တစ်ပါးဆိုရင်တော့မှဒီလိုမျိုးမလုံနိုင်ဘူးပေါ့နော်ဒီလက်ရှိခေတ်မှာတော့မှဒါဇန်အဆင့်ကိုရောက်ဖို့ဆိုရင်အဲတချို့ဆိုနိုင်ဘယ်လောက်ဒါထိုင်ပြီးမှရောက်တာ အဖေဆင်းရတော့ဒါတန်းကနေရောက်တယ်ဘုံတော့တန်းကနေရောက်ပြီးတော့ဖန်ရရှိရဖန်နေပြီးတော့ကျတော့နောက်ထပ်ထက်လို့ဒါတာမန်လူတွေကမြင်မှာကျတော့ဒါတွေအကုန်လုံးကဒီပြိုင်တည်းဖြစ်နေတယ်လို့မြင်တာပေါ့နော်ဘိဓမာကိုပေါ့နော်နေပါဝါလေးလာဘူးတယ်ဆိုရင်ကိုဒီစိတ်เจ้าနေရုပ်เจ้าနေပေါ့နော် တို့ရဲ့ဒီအဖြစ်အပျက်တွေလှည့်မြန်ဘလောက်လှည့်မြန်နေဆိုတာပေါ့နော်။ဒါပါတော့သိကြပါဘူးနော်တော်များများ။အရှိခင်မှာဆိုရင်ဒီရုတ်တရက်ရဲ့ဒီအဖြစ်အပျက်မြန်တဲ့ပုံကပေါ့နော်။ဒါမိကရိယာရည်နဲ့ဒီစမ်းတက်လို့ရနေပေါ့နော်။ဒီတစ်စက္ကန့်အတွင်းမှာဒီရုတ်တရက်တစ်ခုရုတ်တစ်ခုရဲ့ဒီဖြစ်လိုက်ပြက်လိုက်အကျဉ်းဘောင်းကပေါ့နော်။ဘလိုတိုင်းနဲ့ခြေတန်းနဲ့ခြေပြုတ်ကိုဒါတွေ့ရှိရတယ်ပေါ့။ဒါလက်ရှိတိုက်ပန်ခင်မှာပေါ့နော်။ဒါပေမဲ့ဒါကိုဒါလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ခဲ့တာမြတ်စွာဘုရားရှင်ဟောပြီးသားပေါ့နော်။ အဲအဓိကပြောချင်တာကတော့ဒါမှမဟုတ်ဘူးအဓိကတော့စိတ်ရဲ့အဖြစ်အပျက်ကိုပြောချင်တာပေါ့နော်ဘာလို့လဲဆိုတော့ဇန်တရားနဲ့ဆိုင်လို့မဟုတ်ဘူးဖခင်ကကြတော့ဒီရုပ်ထက်စာရင်ဒီစိတ်ကရုပ်ထက်အစာပေါင်းများစွာပေါ့နော်ပို့ပြီးတော့မြန်တယ်စိတ်ရဲ့ဒီဖြစ်ပုံပြက်ပုံဒီဘလောက်လှင်မြန်တယ်ဆိုတော့ကတော့အဲလက်ရှိကိရိယာတွေနဲ့ပေါ့နော်ဒီစက်သက်ပို့ဆိုတာတော့မဖြစ်နိုင်ဘူးနောက်လေဖြစ်နိုင်ဖို့ကတော့ မထင်ဘူးပေါ့နော်စိတ်စိတ်ဆိုတဲ့အရာကဒီရုပ်တရားရင်နဲ့လုံးဝဆက်နွယ်မှုတရားရင်နဲ့ပေါ့နော်ဒီဆက်သက်လို့ရတဲ့အနေထားမဟုတ်တော့ကြတော့အဲ့တော့စိတ်ရဲ့ဒီဖြစ်ဘလောက်လှင်တယ်ဘလောက်မြန်တယ်ဆိုတာကိုအခင်မီကိရိယာရင်နဲ့ဆန်းတက်ဖို့ဆိုတော့မဖြစ်နိုင်တော့ဘူးခက်ခဲတယ်ဒါပေမဲ့ဘုရားရှင်ကတော့ဒီစိတ်ရဲ့လှင်မြန်ပုံကပေါ့နော်ဒီရုပ်တရားထက်အစာပေါင်းများစွာလှင်မြန်တယ်လို့ဒါဟောကြားထားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲမြတ်စွာဘုရားရဲ့ဒီတကိုးပြတဲ့ကိစ္စမှာပေါ့နော် ဒီဇန်ဝင်စားတယ်ဆိုဇန်တစ်ခုဝင်စားတယ်ဆိုဇာစိတ်ပေါင်းမနေဘူးအဆင့်တစ်ခုချင်းဒါအဘိဓမ္မာလေးလာဝင်သိလိမ့်မယ်အဇန်တစ်ခုဝင်စားလို့ရင်သူဘာစိတ်ဘာစိတ်ဘာစိတ်ပြီးတော့တန်းစီပြီးတော့သူကလောက်တာပေါ့နော်အဲ့ပြီးမှဇန်အဆင့်ကိုရောက်ပြီးလို့ရင်ဒီကတိုင်းပေါ့နော်ကတိုင်းဆင့်ကဲအဲ့လိုမျိုးတဆင့်ချင်းတွားတယ်ကတိုင်းဆင့်ပြီးလို့ရင်ဒါဖန်သေးမယ်ပေါ့နော်ဖန်သေးမယ်ပြီးတော့နောက်နောက်တစ်ခုဖန်သေးမယ်ဆိုရင်နောက်နောက်တစ်ခါဇန်ဝင်စားဒီလိုမျိုးပေါ့နော် ထပ်ခါတခါသူလိုရတယ်ဒီတာမန်လူတွေအမြင်မှာကြတော့ဓာရီကိုအဲတပြိုင်တည်းလို့မြင်နေရတာပေါ့နော်အဲ့ဒါဘာကြောင့်မို့လဲဆိုရင်ဒီစိတ်ရဲ့လှည့်မြန်ပုံပေါ့နော်စိတ်ရဲ့အဓိကလှည့်မြန်မှုကြောင့်ဖြစ်တယ်အဲပြီးတော့ဘုရားရှင် ကိုယ်တိုင်ကလည်းကိုယ်စိတ်ကိုကြွန့်ကျင်တယ်ပိုင်တိုင်းနဲ့နိုင်နေတယ်ပေါ့နော်ဒါကဒီယဟန္တာတွေတောင်မှမလွယ်ဘူးပေါ့နော်တာမန်လူမပြောနဲ့ယဟန္တာတွေတောင်မှဒါမလွယ်တဲ့ကိစ္စမျိုးပေါ့